နှစ်ထောင်အဲ15နောက်ပိုင်းမှာဒီတိုင်းသားတွေကလည်းလည်းရဖို့အတွက်ပုံပြင်လာတာကိုကျွန်တော်တွေ့ရပါတယ်အဓိက KNU မှာကျွန်တော်2018မှာဒီလက်နက်အဖြစ်တည်တက်ဆင်လာကိုတွေ့ရအဲ့တော့ဒီလက်နက်တွေဘာကြောင့်တက်ဆင်လာလဲဘာကြောင့်ဒီမိုကရေစီဆိုတဲ့လက်ထက်မှာဒါတွေဖြစ်လာသလဲဆိုတော့လည်းကျွန်တော်ပြန်ကြည့်ဖို့လိုပါတယ် NLD ပါတီအာဏာရခဲ့တဲ့ဒီမိုကရေစီအစိုးရလက်ထက်2018ခုနှစ်မှာကရင်အမျိုးသားအစည်းအရုံးခင်ယူကလက်နက်သတွေတိုးချက်တဆင်ခဲ့တယ်လို့မြန်မာ narrative အဖွဲ့တောင်းရှိသူဦးညွန်အောင်မြတ်ကပြောဆိုသွားတာပါ Peaceful Run 2025မှာ Fight for မြန်မာတရင်ဌာနရဲ့မေးမြန်းမှုကိုဦးညွန်အောင်မြတ်ကအခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ် ် NND ပါတီအာဏာရခဲ့တဲ့2018ခုနှစ်မှာဥညွံ့အုံမြင့်ပြောခဲ့သလို KNU အနေနဲ့လက်နက်တပ်တွေတိုးချဲ့တဆင်ခဲ့လားဆိုတာနဲ့ပတ်သက်လို့ KNC ကင်းတဲ့ဌာနက KNU ဘက်ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။အထူးသဖြင့်မြန်မာ narrative အဖွဲ့ကဥညွံ့အုံမြင့်ပြောတဲ့ကိစ္စတစ်ခုပေါ့နော်2018 ခုနှစ်မှာ KNU ကဟိုပါတယ်လန်ဒန်သေးတက်ဆင်လာတဲ့ဘာတွေရှောက်ပြောနေတဲ့ခါအဲ့ဒါကိုတော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့တုတ်ပြန်ချင်ပါတယ်အဲ့ဒါအဓိကအကြောင်းအရမဟုတ်ဘူးအဲ့ဒါတွေကအဲ့ဒီကိစ္စလည်းဘလုံးမမပတ်သေးဘူးเนาะဒါအဓိကခြားခြားတဲ့ချက်ပါ2018ခုနှစ်ခုနှစ်မှာအဲ့ဒါက NG ဟိုရေထိုးခြင်းရ3နှစ်မြောက်ပြစ်လာတဲ့အခါမှာကျွန်တော်တို့မှတ်မှတ်ရမှာအဲ့ဒီမှာဒီတက်ချုပ်ဘက်က တခုတည်းရောတမတော်ကိစ္စလုံခြုံရေးဆိုင်ရာပြဿနာမှာအဲ့ဒါကိုလုံးဝရှေ့တန်းတင်လာပြီးတော့မရမကလောက်လာတဲ့အပိုင်းတွေဖြစ်တယ်။ဒီလုံခြုံရေးဆိုင်ရာကိစ္စဒီပြဿနာတကယ်နည်းနည်းနည်းရှိနေတယ်ကျွန်တော်ပြဿနာဖြစ်တဲ့ဒီတိုင်းပြည်မှာအဲ့ဒါကိုကျွန်တော်တို့ရေရှည်နဲ့ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာကျွန်တော်တို့လည်းအဲ့ဒီမှာသဘောထားရှိတယ်။သို့တော့အဲ့လိုမျိုးတမဟုတ်ချင်းအဲတခုတည်းရောတမတော်ဆိုပြီးတော့မရမကလောက်လာတဲ့ဟာတကယ်ဒါကျွန်တော်တို့ရဲ့ငញ្ញမ်းဖြစ်စဉ်တစ်ခုလုံးဝလမ်းချော်သွားတာဖြစ်တယ်။ အဲ့ဒါကြောင့်မလို့2008ရှုနေရောက်လာတဲ့အခါမှာကျွန်တော်တို့ KNU ဘိုဟိုကော်မတီကနေပြီးတော့ဒါကိုလုံးဝပြန်လည်တက်မတဲ့အနေနဲ့ဒီယာယီရဆိုင်လိုက်တယ်ဒီငញ្ញမ်းဖြစ်စင်ကတကယ်လမ်းချော်သွားပြီဆိုတော့ကျွန်တော်အဲ့ဒါကိုပြောတာဖြစ်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒါပြီးတဲ့နောက်မှာကျွန်တော်တို့ဒီတိုင်းမနေဘူးဒီငញ្ញမ်းဖြစ်စင်တစ်ခုလုံးပြန်ပြီးတော့တက်မဖို့အတွက်ကဒီနှစ်နှစ်ကြာတဲ့အထိပေါ့နော်2020အနှစ်ထိအဲ့ဒီအတွင်းမှာအစိုးရနဲ့ကုစလေနဲ့ဟိုတက်ကုစလေနဲ့ကျွန်တော်တို့ဆွေးနွေးထားတာရှိတယ် အဲ့ဒါအချိန်ပေါင်း၈ချိန်အလို့သဘောနဲ့ဆွေးနွေးကြတာလမ်းမှန်ပြန်ရောအဲ့ဒါကြောင့်မလို့2020မှာကျွန်တော်တို့ဒီငញ្ញမ်းဖြစ်စရာပြောင်းလာပြီးတော့ဟို Union Accord 3ဆိုပြီးတော့ပြည်တော်စုသဘောတူညီအမှတ်ဆုံးဆိုတာကျွန်တော်တို့ရလာခဲ့တာလေအဲ့ဒါတွေကတက်မပြောနဲ့ပေါက်ကြရတယ်အကောင်လုံးရှောက် ပြီးတော့မဟုတ်မဟားတွေရှောက်ပြောရတာဒါလုံးဝမဖြစ်နေဘူးဒါကလုံးဝတောင်းပင်ယူချင်တဲ့လူတွေရဲ့ပြောစကားတွေပဲဖြစ်တယ်ကိုကျွန်တော်တုံ့ပြန်ချင်နေရဟိုဆိုအင်ဒီဂျင်းနိုင်ငံဒီငញ្ញမ်းရေးပညာရှင်တွေပေါ့နော်ဒါသူတို့ကဟိုဒီမှာကျွန်တော်တို့ငញ្ញမ်းရေးလမ်းစဉ်ကို ရှောက်လန်းနေအောင်သူကလန်ခင်းပြီးတဲ့သဘောပေါ့နော်ကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရလည်းအရန်ရှုပ်ထွေးတော့သူတို့နေတဲ့ဘယ်လိုသဘောပေါက်ထားလဲနိုင်ငံကြီးကိုလွယ်ပါမလားအာကျွန်တော်ထင်ပါတယ်ခင်ဗျာအခုလောလောဆယ်ကအာဒီ2000ကျွန်တော်တို့ငင်းငယ်ကြီးစလုပ်တဲ့2017 17လောက်နေဒီနေ့ပုံစံမတူတာတော့အမှန်ပါပဲအဓိကတော့ဒီနိုင်ငံကြီးအပတိဘက်ကပေါ့နော်နောက်တော့ဆက်တဲ့ပဋိပက္ခကိုအခြေခံပြီးတော့အာဖြစ်လာတယ်လို့ လူတွေကတော့ရေဘူးရပြောပြနေလေကျွန်တော်အနေနဲ့ကတော့2000အဲ15နောက်ပိုင်းမှာဒီတိုင်းရင်းသားတွေကလည်းလည်းရဖို့အတွက်ပုံပြင်လာတာကိုကျွန်တော်တွေ့ရပါတယ်အဓိက KNU မှာကျွန်တော်2018မှာဒီလက်နက်အစ်စ်တွေတက်ဆင်လာကိုတွေ့ရအဲ့တော့ဒီလက်နက်တွေဘာကြောင့်တက်ဆင်လာလဲဘာကြောင့်ဒီမိုကရေစီဆိုရလက်ထက်မှာဒါတွေဖြစ်လာသလဲဆိုတော့လေကျွန်တော်ပြန်ကြည့်ဖို့လိုပါတယ်အဲ့တော့ခုနက အာဒီအခုလာပြောတဲ့ပုံကူတွေကမြန်မာပြည်အကြောင်းကိုတော်တော်သိတဲ့လူပါအဲဒူဝင်းကြီးဆိုရင် तू ဟာဟို၃နှစ်သားကနေပြီးတော့၆နှစ်သားအထိမြန်မာပြည်မှာနေသွားတဲ့လူဖြစ်ပါတယ်အဲ့တော့ तू ဒီတခြားလုံးမှာလည်းဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အာတော်တော်ထဲထဲဝင်ဝင်ပါတဲ့လူတွေဖြစ်ပါတယ်အဲ့တော့အင်ဂျင်ချင်းနိုင်ငံဆိုတော့ကျွန်တော်တို့လည်းတိုင်းနိုင်ငံအကြောင်းသိတယ်လို့ကျွန်တော်လည်းတရုတ်ပြည်အကြောင်းသိတယ်လို့ပေါ့နော်အာအိန္ဒိယကဘာဖြစ်တယ်ဆိုတော့ကျွန်တော်သိတယ်လို့ပါပဲသူတို့လည်းသိပါတယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့အဓိကပြဿနာတစ်ခုကကျွန်တော်တို့ကဒီ break the ice ပေါ့ကျွန်တော်တို့တစ်ခုခုအလှည့်အပြောင်းတစ်ခုခုလုံမယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့ဒါကတော့ဟိုကြိုက်ကြိုက်မကြိုက်ကြိုက်စန့်ကျင်ဘက်ကတော့ပြောပြင်ဒါရွေးကောက်ပွဲကတော့မဖြစ်သင့်ဘူးပေါ့နော်။ဒါကတော့ဟိုဒီတပ်ဘက်ကနေပြီးတော့ legitimacy ယူဖို့ပဲလုပ်ပါတယ်ပေါ့။အဲ့တော့တို့မှဘာရှိတယ်လဲဆိုရင်တို့ကတော့ခုနပြောသလို အခုဒီတို့ရဲ့ဆောင်းပုတ်ဖြစ်တဲ့ဆရာသာရှင်ချုပ်ငင်းကြီးတို့ကတို့ရောအခုကအတန်ကြီးပြောင်းကုန်တော့ကျွန်တော်တွေ့ရပေါ့နော်အဲ့တော့ရွေးကောက်ပွဲကိုနည်းနည်းအပြည့်အစည်းအနည်းဆုံးနဲ့အကြံဖက်မှုအနည်းဆုံးနဲ့လုပ်နိုင်မယ်ဆိုရင်တော့ဒါလည်းထွက်ပေါက်တစ်ခုလို့ကျွန်တော်မြင်ပါတယ်စမှတ်တစ်ခုပေါ့နော်ခင်ယူဘက်ကတော့စကောင်စီဦးစီးကျင်းပမဲ့ရွေးကောက်ပွဲကိုသူတို့ထိချုံနေမျိုးတွေတည်းမှာကျင်းပဖို့လောဘလက်ခံမှမဟုတ်ဘူးလို့အတိအလင်းပြောဆိုထားပါရဲ့ ငြင်းရင်ဖြစ်စဉ်တစ်ခုလုံးတည်းလို့ဖြစ်ပြက်စီသွားတာဒါစစ်တာနဲ့နောက်ဆုံးအာနာရမက်ပို့တခါလေလောဘဇောတဲ့ပြီးတော့အကောင်လုံးအာနာသိမ့်လိုက်တာပဲအဲ့ဒါကလုံးဝငြင်းရင်ဖြစ်စဉ်တစ်ခုလုံးဖြက်စီလိုက်တာပဲဒါတကယ်တည်းခံစစ်ပဲအရင်ကဖြစ်တဲ့ပြဿနာကြီးကဘာလဲဆိုတော့ဒီနေ့ဒီကာလမှာရှင်းနေတာပဲလေဒီပြည်လုံးကမှောင်မှားဖြစ်ပဲရောက်တော့ကဖြစ်တော့ဘသူလက်ချက်လဲဆိုတော့အဲ့ဒါအဲ့ဒါကိုတေချာမမြင်မနဲ့လောက်ရန်ရှာလို့တည်းဟာဒါတမင်သက်သက်ပြဿနာတွေပို့ပြီးတော့ချိုးွားစေတာဖြစ်တယ်ကျွန်တော်ပြောချင်တာကတော့ဒီလိုပြဿနာတွေ ဒီထက်ပိုပြီးတော့သွားသားတဲ့ကိစ္စကဒီလိုလုံနေတဲ့လူတွေရဲ့တာဝန်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါပြောချင်တယ်အဲ့ရောက်မလို့ကျွန်တော်တို့ကတော့ဒီညဉ့်ညဉ့်ဖြစ်ခြင်းကိုဘယ်ကနေစလုပ်ရမလဲဆိုတော့ကျွန်တော်တို့လူစူးစမ်းနေတာလည်းရှိတယ်ဒီအရင်းခံပြဿနာအစဖြစ်ရမယ်အဓိကအကြဆုံးချက်၃ချက်ဖြစ်တဲ့အဲ့ဒီစစ်တပ်နိုင်ငံရေးဆော့ခွာမယ်ဒီဖွဲ့စည်းပုံခြေခံဥပဒေသိကိုရေးဆွဲရမယ်နော်ကျူးလွန်ကြတဲ့များတောင်းခံရမယ်ဆိုတော့အပိုင်းကိုလက်မခံသူရဲ့ဘာမှယူရှင်းလို့မရဘူးဆိုတော့ကျွန်တော်အဲ့ဒါပဲထောက်လောင်းပြောချင်တယ်ဗျာ ဥညိုအုံမီဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူမျိုးနယ်မြေ NLD LA ရဲ့နိုင်ငံခြားရေးတာဝန်ခံအဖြစ်တာဝန်ယူခဲ့ပူသူဖြစ်ပါတယ်ဒါအပြင်အရင်ကတော့ခင်ယူနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူဖြစ်ပြီးခင်ယူနယ်မြေတွေမှာတွာလာလှူရှာခဲ့သူဖြစ်ပါတယ်။အရင်အရက်သားတပိုင်းအစိုးရနဲ့ NLD အစိုးရလက်ထက်တွေမှာလည်းစစ်တပ်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တို့အတွက်ညှင်းဆန်းရေးအကျိုးတော်ဆောင်အဖြစ်ထထဲဝုံဝင်လှူဆောင်ခဲ့သူဖြစ်ပါတယ်။